အော်တာကဖုံးမဆက်မချင်းတော့ကျွန်တော်နည်းနည်းလေးစကားပြောလို့ရမယ်ခင်ဗျကျွန်တော်နည်းနည်းလေးစကားပြောခြင်းတယ်ညသောအဖြစ်ကျွန်တော်တို့တွေ့နေရတဲ့ပြဿနာတွေကဘာတွေလဲလို့မေးလို့ရှိရင်လွန်နေပြီးသောကိစ္စတွေကိုတော့ကျွန်တော်တို့ဘာမှပြန်ပြင်လို့မရတော့ကျွန်တော်တို့တိုင်းပြည်မှာဗမာလူမျိုးတွေကငပြင်းနေပတ်စံမရှာဘူးပညာမရှာဘူးပညာရေးကျမ်းမာရေးအကုန်ဖျက်ဆီးတယ်အဲ့တော့အဲ့ဒီဇီးရိုက်ဒီအကုန်လုံးကလည်းအခုချိန်မှာ အဆုံးတက်သွားဖို့ကျွန်တော်တို့လည်းမြင်တယ်ထားလိုက်တော့အဆုံးကတော့တက်မှာပါဒါတွေကဒီမကောင်းတဲ့ဒူးစရိုက်တွေအကုန်လုံးကမြမလူမျိုးကနေကင်းစင်သွားလိမ့်မယ်အဲ့တော့ရှေ့ဒီနေ့ကစလို့ပေါ့ကျွန်တော်တို့ဒီဘာလုပ်ကြမလဲလို့မေးရမှာကျွန်တော်တို့အရှိမနမူလာတွေရှိတယ်အခုတော်တော်များများတချို့သောအမျိုးသားကြီးတမားတွေကအစ္စလမ်ကြောက်ယောဂါကြီးဖြစ်နေကျွန်တော်တို့ကအစ္စလမ်ကြောက်ယောဂါဖြစ်စရာအကြောင်းမရှိဘူးမြမပြည်ထဲမှာ နှစ်ပေါင်းများစွာအတူတူမွေးဖွားလာတဲ့ကျွန်တော်တို့နဲ့ဒုဒုပေါင်းပဲမွေးဖွားလာတယ်ကျွန်တော်တို့နဲ့တသားတည်းကြာနေတဲ့အစ္စလမ်တွေကိုကျွန်တော်တို့ကပြဿနာရှာလို့မရဘူးအဲ့ဒါကိုလည်းနားလည်ရလိမ့်မယ်အစ္စလမ်ကိုကြောက်ပြီးတာနဲ့အစ္စလမ်ညီမှန်သမျှဘလို့လုံးမညာလို့လုံးမလုံးလို့မရဘူးအင်္ဂလန်ကကြာသွားတာအချုပ်ချာအာဏာကြာသွားတာဒီအဲ့ဒါဘာလို့လဲဆိုမြောက်ပေးလိုက်တာသိလားမြောက်ပေးလိုက်တာဟိုကလူခွင့်ရေးဘာညာသူတို့ကိုသူတို့ကြီးကြီးကျယ်ကျယ်သူတို့ဒီကိလေသာမကင်းသေးတဲ့ပုထုဇဉ်တွေဖြစ်တယ် လူတွေကိုဒန်းလူကြီးလူဆက်ဆံဖို့တသွေးတဲ့တသားတဲ့ဆက်ဆံဖို့ဆိုဖြစ်မှာမဖြစ်နိုင်တာပုရောဇဉ်နဲ့ကိလေသာရဲ့ကြွာချမှုကိုတော့ဘုရားဘာသာကြီးနားလေသိနေတယ်။ဒါပေမဲ့ဘုရားဘာသာကြီးနားမလဲဘူး။ဘုရားဘာသာဖုံးတော်ကြီးတရားစာပြဿနာတက်တာဘာတက်တယ်။တို့ဘုရားကမကယ်နိုင်ဘူးသူများကမြောက်ပင်းအမြောက်ပေးတဲ့အချိန် follow လိုက်သွားတာ။ကိုကောင်တွေကလည်းအဲ့ flow ကိုချပြီးတာ။ပါတာမှဖုံးကြီးတဘုံကြီးပါသွားတာ။မြတ်စွာဘုရားကလောကမှာမြတ်စွာဘုရားကလွဲလို့ရှိရင်ကယ်တင်နိုင်တဲ့ပုံကလောကမှာရှိကုန်မရှိတော့တာ။ ီလိုစကားမျိုးကိုပါဠိတော်ထဲမှာပါတဲ့စကားတွေပြက်ပြက်သားသားပြောအောင်ပါဠိတော်စကားတွေရဲရဲရဲယုံကြည်ရမှာဟလာအရိယာနဲ့ပုထုဇဉ်တုံမမတူတာလေအရိယာမှာငါလည်းရှိတယ်ငါဥစ္စာလည်းရှိတယ်ငါအထလည်းရှိတယ်ပုထုဇဉ်မှာကအရိယာမှာအဲ့ဒါတွေမရှိဘူးလေအရိယာထဲမှာတော့မသောတာပန်ဖြစ်နေတဲ့ပုဂ္ဂိုလ်ကဒေါသလည်းမကင်ဘူးလောဘလည်းမကင်ဘူးမောဟလည်းမကင်ဘူးလွန်ကျူးတဲ့လောဘတွေလွန်ကျူးတဲ့ဒေါသတွေလွန်ကျူးတဲ့မောဟတွေကမရှိတာသောတာပန်မှာဟုတ်လား ကိုကိုကိုဘာအရိယာမှလည်းမဟုတ်ဘဲနဲ့ဘာသူတော်ကောင်းမှလည်းမဟုတ်ဘဲနဲ့သူတော်ကောင်းအောင်ဆောင်နေပြဿနာကဒုက္ခရောက်တာခင်ဗျားတို့ဘာသာကြားကြီးကခင်ဗျားတို့သူတော်ကောင်းနေဆိုတော့ဗုဒ္ဓဘာသာကအရင်ကောင်းတာအမလေးဘလို့သီးခံတာဆိုပြီးဂျင်းနေကြိုးရတာဂျင်းနေလဲကြိုးလဲကြိုးကိုကိုသူတော်ကောင်းအောင်လိုက်ဆောင်နေကြတယ်ဘာကြည့်ဘာသူတော်ကောင်းမှလည်းမဟုတ်ကြဘူးသူတော်ကောင်းအောင်လိုက်ဆောင်ကြတယ်ဆောင်တော့ဟိုကောင်းနေအနောက်ကသေးသေးချာချာထည့်ရတာခင်ဗျားတို့ခင်ဗျားတို့ကောင်းကောင်းထည့်ရတာလူလူဖုန်ကြီးဖုန်ကြီး နောက်ကထဲ့သမျှအကုန်ခံရတယ်။မြတ်စွာဘုရားရဲ့ပါဠိတော်တွေကိုဖတ်ပါ။တရားဟောမဲ့ပုဂ္ဂိုလ်တွေလည်းဖတ်ပါ။ဗမာတွေလည်းဖတ်ပါ။ဗုဒ္ဓဘာသာတွေအကုန်ဖတ်။မူရင်းပါဠိတော်မြန်မာပြန်နေအကုန်ဖတ်။ဟာလို့မဖတ်လို့မရဘူး။မြတ်စွာဘုရားကလေပါဠိတော်ထဲမှာရှင်းရှင်းလေးတွေဟောထားတာကြီးအများကြီးရှိတယ်။ဥစ္စာပစ္စည်းဘာဖြစ်လို့ဆုံးယုတ်ပစ္စည်းတာလဲတဲ့။အကြောင်းအရာတွေအများကြီးရှင်းပြတာလေ။ပညာမတက်လို့စီမံခန့်ခွဲမှုမတက်လို့အများကြီးအများကြီးနောက်ဆုံးကြတော့ အနိစ္စသဘောမဟုတ်လို့ပြည့်စည်တယ်။ဒါမျိုးတွေအဲ့တော့ခုခင်ဗျားတို့ကဥစ္စာစီးပွားလည်းမရှာဘူး။ဥစ္စာစီးပွားရှာဖို့အတွက်ကိုခေါ်ထားခဲ့တာ။မဟာဆက်တာကြီးတကတော့ကိုကြည့်။ခန္ဓာဆိုတဲ့ဥပ္ပရိကိုအကျိုးပေးတတ်တယ်။နော်အာတဝေါတရားတို့ရဲ့အာယုံဖြစ်တယ်။ကုသိုလ်ကမ္မပရတရားတို့ရဲ့အကျိုးဖြစ်တယ်။ခန္ဓာအကျိုးကိုပေးတယ်။အဲ့ဒီတမာဒိဋ္ဌိကရှိတယ်တဲ့။ခင်ဗျားတို့အဲ့ဒီတမာဒိဋ္ဌိကိုခင်ဗျားတို့မလုပ်ဘူး။နိဗ္ဗာန်ရောက်ကြောင်းလည်းမလုပ်ဘူး။ နိဗ္ဗာန်ရောင်ကြောင်းကိုလှုပ်မယ်ဆိုရင်လေခမရတို့ဒီခန္ဓာဒီမှာရှိနေတဲ့အရာတွေခမရတို့ဆွန့်လိုက်ယဟန်ဝေယဟန်တော်မှာနိဗ္ဗာန်ရောင်တော့ဘူးမှမလုပ်တော့ဘူးနိဗ္ဗာန်ရောင်ကြောင်းလှုပ်နေတဲ့ဘုံကြီးခမရတို့တွေ့လားသူတို့ကသူတို့လက်လာပါပေါ်မြန်ကြီးအတွက်ဝဏီးကဘလို့ဘာညာနဲ့နဗန်းတတ်နေကြတာနိဗ္ဗာန်ရောင်ကြောင်းလှုပ်နေတာမဟုတ်ဘူးအဲ့ဒါကအိတ်တာမစ္စတီးယားစိပေါက်နေတာအဲ့ဒါကဂုံတုဂုံမြန်ကြီးလှုပ်နေတာဘာဘာကိလေသာမှမငြိမ်းဘူးအဲ့ဒါအဲ့ဒီလှုပ်နေရအဲ့တော့ဘုံကြီးတွေပါတက်တက်ပြဿနာရှာရတဲ့ခါကျတော့အဆင်မပြေဘူး ကျွန်တော်ခင်ဗျားတို့အတန်တန်လေးပြောတယ်မြန်မာပြည်မှာကသာသနာကကွယ်သွားပြီးသွားပြီခင်ဗျားတို့ကြံနေတာဗုဒ္ဓဘာသာကြံနေတာအဆုံးအမတွေကြံနေတာယဟန္တာဖြစ်ကြောင်းကြည့်တယ်ကျင့်တဲ့ပုံကမရှိလို့ရှင်ယဟန္တာမြတ်စွာဘုရားရဲ့သူတော်ကောင်းသာသနာကကွယ်တာပဲဒါပေမဲ့အဆုံးအမတွေအကုန်ကြံနေအဲ့ဒီအဆုံးအမတွေကခင်ဗျားတို့အတွက်အစစ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 ်မြတ်စွာဘုရားကထချထားပြီးခဲ့အဲ့ဒီအကျိုးစီးပွားတွေကို မြတ်စွာဘုရားကဘလောက်ဒီရှင်းရှင်းလင်းလင်းဟောထားတယ်ကုသကမ္မပရ110ပါ။ကာယဒုစရိုက်3ပါးကိုရှောင်မယ်။ဝစီဒုစရိုက်4ပါးကိုရှောင်မယ်။မနောဒုစရိုက်3ပါးကိုရှောင်မယ်။အဲ့ဒါဆိုရင်ကုသကမ္မပရ110ပါးဖြစ်ပြီ။ဟာရှင်းရှင်းလင်းလင်းမရှောင်နိုင်ဘူး။အရှင်ဘုရားတပည့်တော်တို့ကမရှောင်နိုင်ဘူး။ရတယ်ထက်လျှော့ပြီး5ပါးသီလလုံအောင်လုပ်ပြီ။မြတ်စွာဘုရား။ရှင်းရတဲ့ခါ အရိယာတို့ရဲ့မျက်နှာအနှစ်သက်အပ်တဲ့နေနီးထိုင်နေဥပုပ်တရားကိုစောင့်ထိန်နေမြတ်စွာဘုရားနည်းနည်းလေးလျှော့ပေးလိုက်အရှင်မြတ်သတိတော်တို့ကစစ်တိုက်နေရတာဝန်ထမ်းလုံးနေရတာငါးပါးတည်လာလဲမလုံဖျားရန်ခါရန်ခါလဲဥပုပ်ကမစောင့်နဲ့ဟုတ်ကဲ့ရသည်ဒါလည်းပြဿနာမရှိဘူးမြတ်စွာဘုရားနည်းနည်းထက်လျှော့ပေးလိုက်တယ်ဖျားကုံတရားကုံတန်ငါကုံဂုံတော်တွေကိုထုံမောနာမတုံမလုံယုံကြည်တဲ့စိတ်မွေး ငါဖះကလွယ်ပြီးငါမှကိုးကွယ်ရမရှိဘူးတရားကလွယ်ပြီးငါမှကိုးကွယ်ရမရှိဘူးတန်ခါကလွယ်ပြီးငါမှကိုးကွယ်ရမရှိဘူးဖះဆိုတော့တပ်ပညုဒ္ဒဂုံနဲ့ညီတယ်ကိလေသာဟုသမ ्या ကင်းဝေးတယ်ဒီဖះဟောခဲ့တဲ့တရားတွေကချွေရင်းကျမရှိမှန်တယ်ဒါငါနားလဲတာမနားမလဲတာခဏထားလိုက်မြတ်စွာဘုရားဟောခဲ့တဲ့တစ္ဆာလေးပါးတရားတွေကချွေရင်းကျမရှိမှန်တယ်ယုံကြည်လိုက်ဟုတ်ပြီနော်အဲ့ဒီလိုယုံကြည်စိတ်မွေးလို့ရှိရင်မင်းအပယ်လွတ်တယ်တဲ့မြတ်စွာဘုရားအာရကံကျက်ပြီးထားတာနော် ပထဝီတေဇောအာဘောဝါယောဆိုတဲ့ဓာတ်ဒီကဖောက်ပြန်ခြင်းဖောက်ပြန်သွားလိမ့်မယ်လေဘုရားတရားတန်ခါယန္နာသုံးပါးပေါ်မှာမတုံမလုံယုံကြည်နေတဲ့ပုဂ္ဂိုလ်ကအဖဲကြရုပ်ထုံးတယ်မရှိဘူးအဲ့လောက်ထိအာမခံပေးထားတယ်အဲ့တော့ဒီကကြီးထဲမှာသာသမားပြည်သမားတွေပြောကြမှာပေါ့ဗျာသုလသောတပန်ဆိုတာအဲ့ဒါသုလသောတပန်ပဲအရိယာသူတော်ကောင်းဖြစ်တယ်သောတပန်တို့ရဲ့မြန်နိုးအပ်တဲ့အရာကငါးပါးတိလကို လုံသွားတယ်သောတပန်ကတိလပရပရမတာဆိုတဲ့ တက္ကရာဒိဋ္ဌိသီလပရပရမဝစီကိစ္စဆိုတဲ့ဒိဋ္ဌိ၃ပါးကိုပယ်လိုက်တယ်။ငါးပါးသီလကိုလုံသွားတယ်။ဖရာတရားတန်ခါယန္နာ၃ပါးပေါ်မှာသောတာပန်ဒီမတုံမလှုပ်ယုံကြည်တယ်။အဲ့တော့သောတာပန်ရဲ့ဂုံအင်္ဂါတွေကိုခဏအငှားယူလိုက်တာ။ဖရာဂုံတရားဂုံတန်ခါဂုံတွေကိုမတုံမလှုပ်ယုံကြည်လိုက်တယ်။ငါးပါးသီလလုံအောင်ထွင်းလိုက်ရင်အဲ့ဒီကသောတာပန်ရဲ့အကျိုးတအကျိုးတိုင်းရတယ်။အဲ့တော့သုလသောတာပန်လို့ခေါ်တာ။မဟာသောတာပန်ဆိုတော့စတန်တွင်ရတာပေါ့။ဘာမဟာသောတာပန်မှမရှိဘူး။သောတာပန်ပဲရှိတယ်။အဲ့ဒီသောတာပန်ရဲ့ ခေါင်းအင်္ဂါရက်တွေကိုခဏခိုးယူလိုက်တာအတူယူပြီးအကျင့်သုံးလိုက်တာသူ့မှာရှိနေတဲ့ခေါင်းအင်္ဂါရက်တွေအတူယူပြီးကျင့်သုံးလိုက်တာမလို့ဆုလသောတာပန်အဲ့ဒီပုံကိုယ်ဒီလေသောတာပန်တို့ကဲ့သို့ပဲအပယ်လွတ်တယ်ရသော်ဖျားရှင်းရှင်းလေးဟောထားတာသောတာပန်ရဲ့အင်္ဂါရက်ကိုလည်းမပြည့်စုံနိုင်ဘူးဆိုရင်ဖျားတရားတန်ခါပေါ်မှာမတုံမလို့ယုံကြည်တဲ့စိတ်မျိုးတရှင်ပြတပိတော်တို့အဲ့ဒါလည်းမရသေးဘူးဗျာတပိတော်တို့နတ်ကလေးကလည်းကလိုက်ချင်သေးတယ်ဘိုးတော်ဘေးရင်လေးကလည်းနည်းနည်းမေးလိုက်ချင်သေးတယ်โอเคရတယ်ဒါလည်းပြဿနာမရှိသေးဘူးပြဿနာဗျာ ကံ၅ပါးလုံအောင်နေကံ၅ပါးလုံအောင်နေဘယ်ကံ၅ပါးလဲလို့မေးလို့ရှိရင်ပစ္စာနန္ဒီကကံ၅ပါးကိုမကျူးလွန်နဲ့တဲ့နိရတမိစ္ဆာဒိဋ္ဌိတွေမယူနဲ့တဲ့ဆိုလွတ်လွတ်လပ်လပ်နေလိုက်နိရတမိစ္ဆာဒိဋ္ဌိတွေဟုတ်လားအဲ့ဒါဆိုရင်မြတ်စွာဘုရားကိုချစ်ခင်ညုံကြည်ညိုယုံမြတ်စွာဘုရားပေါ်မှာတရားတရားလေးရှိတယ်စွန်လေးလဲလောင်းလဲမြတ်စွာဘုရားကိုရှ िख ိုးတတ်တဲ့အလေးကျင့်လေးရှိရင်တော့အပယ်မကြောက်ဘူးတဲ့ဒီတဲ့အမဂန်ရှိတဲ့ဘာသာတရားမရှိတော့ဟုတ်လား ဒါပေမဲ့ခင်ဗျားတို့နားမလဲတာကဗုဒ္ဓဘာသာသည်မြတ်စွာဘုရားကကိလေသာကိုဟောထားတယ်ပုထုဇဉ်မှာကဒီကိလေသာတွေမကိမ်းဘူးအရိယာကဒီကိလေသာတွေမကိမ်းဘူးဆိုရင်ခင်ဗျားတို့လောကမှာအဲ့ဒီအကျိုးစီးပွားတွေလုပ်လို့ရတယ်လीခင်ဗျားတို့တိုင်းပြည်ကအစဉ်လာကြီးမားစွာနဲ့အချုပ်ချာအာဏာပိုင်ထားတာအဲ့ဒီအချုပ်ချာပိုင်ထားတဲ့ဟာကိုခင်ဗျားသူများကကိုခင်ဗျားတို့လက်ဝဲကပေးလို့မရဘူးခင်ဗျားတို့လူမျိုးပဲပိုင်ဆိုင်ထားရမှာကျွန်တော်ဥပဒေဒီကလူမျိုးရေးဒီဟလာလွတ်လပ်ကူကူပြောကြကြည်ဟိဆိုရင်ခမည်းမိသားစုပိုင်တဲ့အိမ်ခမည်းအိမ် ခမရအိမ်ပေါ်မှာဧည့်သည်လာတယ်တငယ်ချင်းလာတယ်မိတ်ဆွေလာတယ်ညီကိုမောင်နှမလာတယ်ညီကိုမောင်နှမကအဆင်မပြေလို့ခမရအိမ်ပေါ်မှာတက်နေတယ်ခမရကျွေးထားနိုင်တယ်အေးလငါအိမ်မှာလာနေမင်းနေစရာမရှိငါချောင်းဝန်းထဲမှာလာနေနေစရာမရှိနေပေါင်းများစွာအတူတူဒိုးတူပုံပဲစားတော့နေတယ်အနေအနေကြလာတဲ့ခါကျတော့ तू ကဒီအိမ်ကခမရ तू လဲပိုင်ဆိုင်နေတယ်လို့ပြောနိုင်ခမရလက်ခံပါလားဆိုတော့ဗမာစကားရှင်းရှင်းလေးပြောတော့နားထောင်နော်။တပတ်လက်ခံပါလား။ဒီအိမ်ကခမရတရားဝင် ပိုက်ဆိုင်ထားတဲ့အိမ်ဒီသူ့ကိုခမရလာနေခွင့်ပေးထားတာ ဟုတ်လားအဲ့ဒီလိုပဲဘာသာကြလူမျိုးကြတွေကိုတို့တို့ကလာနေခွင့်ပေးထားတာတို့တို့ကိုတို့တို့အိမ်ရဲ့စီမံခန့်ခွဲခွင့်တွေမြေပိုင်ဆိုင်ခွင့်တွေတို့တို့ပေးလို့မရဘူးအဲ့လောက်တော့နားလဲရမှာနိုင်ငံရေးသမားတွေအဲ့လောက်တော့သဘောပေါက်မြန်မာလူမျိုးကအဖြစ်ဖြစ်နဲ့ကြောင်တောင်တော်ဝါရတွေများလာတယ်လူလူဘုံကြီးဘုံကြီးတစ်ဖက်ကမြောက်ပေးလိုက်လို့ရှင်မျက်စွာဖះကမကယ်နိုင်ဘူးမျက်စွာဖះကငါ့ကိုကိုးကွယ်ပါမဟုတ်ပေါက်ကရ၄၀ဒိုင်ခံပြောတယ်မျက်စွာဖះကိုမယုံကြည်လို့ရှင်ခမရငရဲတော်မလုပ်ဘူး ငါမြတ်စွာဘုရားကိုကြည်ညိုယုံနဲ့ချစ်နေုံလေးနဲ့ဘုရားရှိခိုးတာလေးမှန်နေုံနဲ့တော့ခမရငရဲကလွတ်တယ်လို့ပါဠိတော်နေမှာဓာတ်ရိုက်ကိုရှိတာမရှိတဲ့စကားကိုကျုပ်တို့ထွင်ပြီးမပြောဘူးမူတာွားတာလိမ်မပြောဘူးမဲ့ပါဠိတော်မှာဓာတ်ရိုက်ကိုရှိတာခမရဥစ္စာစီးပွားဘလို့နေရမယ်ဆိုတာဒီအစဓာတ်ရိုက်ကိုပြောတာသူများကသတိရဲ့ဘာသာအယူအဆမတူရင်မတူတဲ့အကြောင်းရဲရဲတင်းတင်းပြောမှာအမားလူမျိုးဗုဒ္ဓဘာသာတရားမှမပြောရဘူးသူတို့ဘာသားတွေက တတဝါဖန်ဆင်းခြင်းအယူဝါဒရှိတယ်မြတ်စွာဘုရားရဲ့တာသနာမှာတတဝါဖန်ဆင်းခြင်းအန္တရာဂါကြီးကမိစ္ဆာဒိဋ္ဌိဖြစ်တယ်ပြောရတဲ့တတ္တိရှိတာမရှိဘူးမပြောရဘူးတို့ကဖန်ဆင်းရှင်ကြီးကဘလို့ဘလို့တွေအကျိုးပေးတာပါမပြောရဘူးကြောက်တော့ဘာသာကြီးအမလီမပြောနဲ့မပြောနဲ့မပြောနဲ့သူအာကုသူနဲ့သူသွားလိုက်မယ်သူတော်ကောင်းတရားကိုသူတော်ကောင်းစကားတွေဖွင့်ပြတဲ့အချိန်မှာသူအာကုသူနဲ့သွားလိုက်မယ်မပြောနဲ့မဆုံးမနဲ့လို့ပိတ်ပင်နေကောင်အဲ့ကောင်လောက်ယုံပါတဲ့ကောင်မရှိဘူးအမြမလူမျိုးကအဲ့လောက်ထိယုံပါတယ် သူတော်ကောင်းစကားပြောပြီဆိုအတင်းအချက်ကိုလိုက်ပြီးကန့်ကွက်ပြီးပိတ်ပင်တာဘာဖြစ်လို့လဲဘာသာရေးပဋိပက္ခပြင်မစလို့ဘာသာရေးပဋိမပြောနဲ့ဆိုသူတော်ကောင်းစကားမြတ်စွာဘုရားရဲ့စကားတဲ့သူတော်ကောင်းကြတဲ့စကားမရှိဘူးမြတ်စွာဘုရားစကားကိုမှပြန်ပြောရတဲ့တတိမရှိဘူးဆိုရင်ခရတော်သာသနာကကွဲတာပဲဘာမှလုပ်မရဘူးဘာမှကိုလုပ်မရတာအဲ့တော့ခမရတို့ဒီဘာသူတော်ကောင်းမှလည်းမဟုတ်ဘူးပုထုဇဉ်ဆိုရင်ပုထုဇဉ်အကန့်နဲ့နေ မြတ်စွာဘုရားကဘလောက်ဒီအကန့်ကိုခွဲပလိုက်လဲလို့မေးလို့ရှိရင်စကားတရားဟောရင်တော့မှလူတို့ဤကုသိုလ်ကံမပရတရား၁၀ပါးလူတို့ဤဆိုရှေ့ကနေထည့်ပြီးသားကုသိုလ်ကံမပရတရား၁၀ပါးယဟန်နဲ့မတူယဟန်တို့ရဲ့ဇံမတ်ဖို့တရားတွေအိန္ဒိယတန်ဝရသီလတွေသီလပေါင်းများစွာအဲ့ဒါဒီယဟန်သီလတွေခင်ဗျားတို့လူသီလလည်းမဟုတ်လူကလည်းယဟန်နဲ့တူအောင်နေလို့မရဘူးယဟန်ကလည်းလူနဲ့တူအောင်လူကလူလိုနေရကိုယ်ဆိုကမ္မပရတရား၁၀ပါးလုံအောင်နေမလုံလား မလွင်၅ပါးထက်လျှော့ရံခါရံခါဥပုသောင်းမလုံဘူးလားຢာသေးတယ်ပြဿနာမရှိဘူးဖရာတရားတန်ကယနာ၃ပါးပေါ်မှာမတုံမလုံယုံကြည်တဲ့စေမွေးအဲ့မလုံသေးဘူးလားထက်လျှော့ပေးဦးမယ်မြတ်စွာဘုရားကအဲ့လောက်ကြီးလျှော့ပေးထားတဲ့ဘာသာတရားကြီးအခမရတို့ဟုတ်လားခမရတို့ရဲ့အကျိုးစီးပွားတွေပစ္စည်းညောင်းတောက်လျာဆအစုံးမကြီးရအောင်ပြောထားခဲ့တဲ့ဘာသာတရားအဲ့ဒီဘာသာတရားတည်ရှိနေတဲ့ဟောဒီမြေကမြေမြက်ပဲသူများမြေနဲ့မတူတာကျုပ်တို့မြေက ဖုံးဆုံးညီလည်းမဟုတ်ဘူးကြက်တီးကုန်းလည်းမဟုတ်ဘူးခန္ဓာရလည်းမဟုတ်ဘူးတတိစားပြီးလို့စားပြီးချိပါချိုင်းရင်တော့မှအပင်ထပုတ်တဲ့မြည်ပြီးရန္နာဘောင်းဆုံးရှိတဲ့မြည်ပြီးခမားတို့ရဲ့ကုသကံဒီနဲ့ရတာခမားတို့ဗုဒ္ဓဘာသာမိယောဗလာဗုဒ္ဓဘာသာဖြစ်လာတာက ခမားတို့ရဲ့ကုသကံကောင်းလို့ဖြစ်လာတာကုသကံအာကြီးလို့ခမားတို့ရဲ့ယုံမာတဲ့စိတ်တွေကြောင့်သူတပ္ပသားစကားတွေကိုယုံကြည်တယ်ခမားတို့ကိုယ်နဲ့ကပတ်ဆက်မရှာခြင်းဘူး ပညာမရှာခြင်းဘူးဒါကြောင့်မလို့ခမရတို့ခွေးဘဝကြုံဘဝရောက်တာနိုင်ငံရေးသမားခမရတို့ကိုးကွယ်ရမှာကိုကျော်ဤနှစ်ပေါင်းများစွာပြောတယ်မင်းတို့ကခွေးလိုကြုံလို့နေခြင်းညတာကိုကိုကိုဘယင်းလိုမနေခြင်းညကိုကိုအရှင်သခင်လိုမနေခြင်းညကိုမြတ်စွာဘုရားကအတ္တဤအတ္တနောနာထောမိမိကိုယ်သာကိုးကွယ်ရဘလို့ကိုးကွယ်ရမှာလဲအခုနောက်ဒုစရိုက်၁၀ပါးကိုရှောင်းဒုစရိုက်ဆိုကိုယ်တို့ကံမပရာတရား၁၀ပါးဆိုတော့ကကိုဒုစရိုက်၁၀ပါးကိုရှောင်းကျင်လိုက်တာအဲ့ဒုစရိုက်၁၀ပါးကိုရှောင်းတာကကိုကိုကိုယုံကြည်မှုကိုးကွယ်ရရှိတယ် ကားပြောလို့ရှိရင်မဟုတ်မမှန်တဲ့စကားမပြောနဲ့ကိုမသိတဲ့အကြောင်းညာအစင်ကြားဆိုရင်ငါတော့ဒီလိုကြားခဲ့တယ်ငါသိတာတော့မဟုတ်ဘူးဒီလိုပြောလိုက်ဒါဆိုရင်မုသာဝါဒမပြောက်ဘူးဘုရားဘာသာကလွဲလို့ရှိရင်ခြားဘာသာတွေကမုသာစကားပြောတာမုသာနဲ့တိဆောက်ထားတာပြောရင်ကြိုက်ကြမှာမဟုတ်ဘူးမုသာစကားနဲ့တိဆောက်ထားတာဘုရားဘာသာတစ်ခုပဲမုသာနဲ့မတိဆောက်တာ ခြားသောဘာသာဒီမှာဖန်ဆင်းရှင်တယောက်ကနေဖန်ဆင်းလိုက်တယ်အာဒန်နဲ့အေဝါဆိုတဲ့လူနှစ်ယောက်ကိုဖန်ဆင်းလိုက်တယ်ဖန်ဆင်းရှင်ဆိုတဲ့တတ္တဝါကလူဆိုတဲ့တတ္တဝါနှစ်ယောက်ကိုဖန်ဆင်းလိုက်တယ်အဲ့ဒီလူဆိုတဲ့တတ္တဝါသည်အာဒန်နဲ့အေဝါဆိုတဲ့လူဆိုတဲ့တတ္တဝါသည်ဟာဒီလောကကဘာလောကကြီးကိုဖန်ဆင်းခဲ့တာ तू မမြင်ခဲ့ရဘူးမြင်လည်းမမြင်ဘူးတွေ့လည်းမတွေ့ခဲ့ရဘူးသူတို့နှစ်ယောက်ကိုအဲ့ဒီဖန်ဆင်းရှင်ကဖန်ဆင်းတယ်ဆိုတာလေသူတို့နှစ်ယောက်မသိခဲ့ဘူး။နောက်ဒီကဘာလောကကြီးထဲမှာသူတို့နှစ်ယောက်တည်းရှိပါတယ်ဆိုတာလေသူတို့နှစ်ယောက်မသိခဲ့ဘူး။ဘာလို့လဲဆိုတော့အဲ့တနေရာထဲမှာ အေဒင်ဦးရင်ထဲမှာပဲသူတို့နှစ်ယောက်ရှိခဲ့တာဘာလို့တားလဲဟိုတယောက်ကငါကဖန်ဆင်းရှင်လို့ပြောလိုက်တာကိုယုံကြည်လိုက်ရတာသူတို့ကိုယ်နိုင်ကိုယ်တိုင်သိတဲ့တရားဘာတစ်ခုမှမရှိခဲ့ဘူးပြောတဲ့စကားပေါ်မှာယုံကြည်လိုက်ရတာပဲရှိတယ်ဟုတ်လားအဲ့ဒီယုံကြည်မှုကိုယုံကြည်မှုလို့မပြောဘဲငါတို့သိတာလို့ပြောလို့ရှိရင်မုန်တာဝါဒဖြစ်တယ်ဘာဖြစ်ကရှင်းရှင်းလေးလေးမြတ်စွာဘုရားပြောထားတဲ့မုဒ္ဒဝါဒဆိုတာကတိလျက်နဲ့မဟုတ်မမှန်ပြောရင် မုဒ္ဒဝါဒမတိဘဲနဲ့တိတယ်လို့ပြောလို့ရှိရင်မုဒ္ဒဝါဒ အဲ့ဒီနှစ်ယောက်ကဒီပုဂ္ဂိုလ်ကြီးကဖန်ဆင်းပါတယ်ဆိုတော့မသိဘူးမသိဘဲနဲ့ဖန်ဆင်းရှင်ဖန်ဆင်းရှင်ရှိတယ်လို့ယုံလိုက်တာအဲ့တော့ကိုယုံကြည်မှုလို့မပြောဘဲနဲ့အမှန်တရားလို့ပြောရင်မူတာဝါဒဖြစ်တယ်အဲ့ဒီမူတာဝါဒကိုထပ်ပြီးနည်းနည်းလေးချဲ့ပြီးတော့ထပ်ပြီးတော့ဂုံးတိုက်တဲ့စကားဘာထပ်ပြောလဲဆိုတော့ဖန်ဆင်းရှင်ကိုမယုံကြည်လို့ရှင်ငရဲကြမယ်ဆိုတာအဲ့ဒါဂုံးတိုက်တာမူတာဝါဒစကားတွေမဟုတ်လို့အဲ့ဒါဂုံးတိုက်တာဖန်ဆင်းရှင်ကိုစန့်ကျင်လို့ရှင်ငရဲကြမယ်ဒုက္ခပေးမယ်အဲ့ဒီလူတွေကရန်သူတွေဖြစ်တယ်လို့ပြောလို့ရှင်ဂုံးတိုက်တာ အဲ့ဒါမူသားစကားတွေဂုံးတိုက်တဲ့စကားတွေနဲ့ဘာသာတရားတစ်ခုကိုထူထောင်ရတယ်။ကျုပ်တို့ဘာသာအဲ့လိုထူထောင်ရတာမဟုတ်ဘူး။မူသားစကားကင်းအောင်ပြောရတယ်။အကျင့်တီကစောင့်ထင်းရတယ်။နေခွဲအောင်နေရတယ်။ခင်ဗျားတို့ပုထုဇဉ်ဆိုပုထုဇဉ်နေထဲမှာရအောင်နေရတယ်။သူတော်ကောင်းအယောင်မဆောင်ရဘူး။မိမိစိတ်ထဲမှာသူတော်ကောင်းအကျင့်ကိုကျင့်တယ်ဆိုသူတော်ကောင်းအကျင့်ကိုကျင့်။သူတော်ကောင်းလို့နေ။တော့သူတော်ကောင်းလို့နေတာမဟုတ်ဘဲနဲ့ အယောင်ဆောင်တာဆိုရင်ပျက်စီးတယ်အယောင်ဆောင်ရင်တခိုးပဲအဲ့တော့တချို့တွေဘလောက်ထိရုပ်ရုပ်ညံ့ညံ့ဟောတာတွေရှိလဲဆိုတော့တကယ်တော့ကွာတဲ့တီလာဆိုတာအယောင်ဆောင်တာပါတဲ့ဆိုတော့အယောင်ဆောင်ရင်တခိုးပဲအဲ့ဒါရုပ်မာတာတီလာဆိုတာကဆောင်ထင်းရတာအယောင်ဆောင်ရတာမဟုတ်ဒါကိုလှုပ်ချင်နေတဲ့စိတ်ဖြစ်လာတဲ့အချိန်မှာငါမလှုပ်ဘူးกว่าဆိုပြီးတော့အတင်းကြချုပ်ထီးရတာကိုတီလာလို့ခေါ်တာ။ဒီတဲ့အစင်းမြင်သွားတဲ့ တိလာကြတော့အရိယာတိလာကြတော့စိတ်ထဲမှာကိုအဲ့ဒီစိတ်ကနိုးကြတဲ့စိတ်မရှိတော့တာဟုတ်လားအဲ့တော့ကိုကိုကိုသူတော်ကောင်းလည်းမဟုတ်ဘူးပုထုဇဉ်ကြီးဖြစ်နေရတာနဲ့သူတော်ကောင်းအယောင်ဆောင်လို့ရှင်ပြက်စီးတယ်လောကအကျိုးစီးပွားပြက်စီးတယ်ဘိုးကမတရားရွာလိုက်မိုးတန်နေလဲကြားလားမကြားလားတော့မသိဘူးပေါ့ဗျာနော်အားရမှာနေနေတာဆိုတော့မိုးတန်တစ်ဖြောင်းဖြောင်းနဲ့ လက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့ပြဿနာကခင်ဗျားတို့အစ္စလမ်ဘာသာကိုကြောက်နေစရာမလိုဘူးသူတို့ကိုယ်နဲ့တသားတည်းဖြစ်လာတဲ့လူပြည်မှာငါပြဆွတ်သွင်းလိုက်ကိုယ်နဲ့တသားတည်းမဖြစ်တဲ့ကောင်တွေနှိပ်ကုပ်ဖို့စဉ်းစားဘာသာအယူဝါဒအရနှိပ်ကုပ်ဖို့စဉ်းစားခေါင်းမထောင်နိုင်အောင်နှိပ်ကုပ်သူတို့ရဲ့အယူဝါဒအဓိကပြဿနာကဘာလဲလို့မေးလို့ရှိရင်ဒီလောကကြီးကိုသူတို့ဖန်ဆင်းရှင်ကပိုင်ဆိုးတယ်ဆိုတဲ့အဲ့ဒီမိစ္ဆာဒိဋ္ဌိအယူဝါဒမုဒါဝါဒစကားကြီးနဲ့နေမြေကျူးကျော်ရင်လူမျိုးရေးကျူးကျော်ရင်လို့အဲ့တော့ ဖန်ဆင်းရှင်ကိုယုံကြည်ခြင်းမယုံကြည်ခြင်းသည်လွတ်လပ်စွာယုံကြည်ခြင်းရှိတယ်။မယုံကြည်တဲ့လူကိုဂျန်သူလို့ပြောရင်လေယုံညံ့တာလို့ခင်ဗျားတို့ကပြောရတဲ့တပည့်ရှိရတယ်။ယုံကြည်တဲ့လူကမယုံကြည်တဲ့သူကိုယံသူလို့ပြောရင်ယုံညံ့တာ။မယုံကြည်တဲ့လူကလည်းယုံကြည်တဲ့လူကိုယံသူလို့ပြောရင်ယုံညံ့တာ။အဲ့ဒီနှစ်ခုဒီဘာသာရေးပဋိပက္ခကိုဖြစ်စေတဲ့အတွက်အဲ့ဒီဘာသာရေးပဋိပက္ခဖြစ်စေမှုကိုပြောတဲ့လူတွေဘာသာရေးခေါင်းဆောင်ကပြောပြောလူမျိုးရေးခေါင်းဆောင်ကပြောပြော လူပုဂ္ဂိုလ်တွေကပြောပြောဒီလူပုဂ္ဂိုလ်တွေကယုံညံ့တဲ့လူယုံညံ့နေလို့ပြောရတဲ့တတိခမရတို့မှာရှိရအဲ့ဒါဆိုရင်ခမရတို့တိုင်ပြီးမှဘာသာရေးပြိပခငိမ့်သွားတယ်လွတ်လပ်စွာကိုယ်ကိုယ်ကိုမြန်နိုးတာလေလွတ်လပ်စွာယုံကြည်ခွင့်ကိုမြန်နိုးတာဖန်ဆင်းရှင်မရှိဘူးလို့ယုံတဲ့လူကလည်းယုံမှာပဲမယုံတဲ့အကြောင်းပြောမှာပဲဖန်ဆင်းရှင်ရှိတယ်လို့ယုံတဲ့လူကလည်းယုံတဲ့အကြောင်းပြောမှာပဲအဲ့ဒီတော့တယောက်နဲ့တယောက်ရန်သူလို့သတ်မှတ်တယ်ဆိုရင်ယုံညံ့တဲ့အယူဝါဒလို့ပြောရတဲ့တတိရှိရတယ်ညာသောအပြင်ဖန်ဆင်းရှင်ဝါဒတွေကသူတို့နဲ့အယူမတူရင်ရန်သူလို့သတ်မှတ်တာ အဲ့ဒီအယူဝါဒကိုရိုက်ချိုးနိုင်လို့ရှိရင်ခမရတို့တိုင်းပြည်ဘာသာရေးပြိပကငြင်းညံလို့လည်းဆိုရင်ယူကြည့်ပေးလိုက်အတင်းကျဖိနေစရာမလိုဘူးဟုတ်လားနောက်တစ်ခုကခမရတို့ကိုနိုင်ကကိုကိုကိုသူတော်ကောင်းဟုတ်တယ်မဟုတ်ဘူးခမရတို့အရိယာဟုတ်တယ်မဟုတ်ဘူးကိုကိုကိုတိဖို့လိုအပ်တယ်မြတ်စွာဘုရားတော်မှာလေ မမာပြည်ဗုဒ္ဓဘာသာကြီးနဲ့ပတ်သက်လို့ပြောရတာလေတော်တော်ပြဿနာကြီးကြီးမားမားတွေကိုတို့တို့ရှင်းရမှာမဟုတ်ဘူးမပြောချင်လို့မပြောတာဝင်းဤထဲမှာမြတ်စွာဘုရားကဘလောက်ထိခွင့်ပြုခဲ့လဲလို့ရှင်းလို့ရှင်ငါဘိတာဂီဝင်းမင်းမျိုးကလာပြီးတော့မိစ္ဆာဒိဋ္ဌိကနေပြီးတော့ယဟန်ဝင်မယ်ဆိုရင်ဝတ်ပေးလိုက်တယ်ကြံတဲ့မိစ္ဆာဒိဋ္ဌိကလာလို့ရှင်ရင်မရဘူးပရိဝါစောက်တီတာတွေအစမ်းတက်ခံနေ၃လတွေဘာတွေ ready နေရတယ် ဒါပေမဲ့တာဂီဝေမင်းမျိုးကလာလို့ရှိလို့ရှိရင်အဲ့ဒီကောင်မိစ္ဆာဒိဋ္ဌိအယူပဲဖြစ်နေဖြစ်နေယဟန်ဝှစ်ချင်းနဲ့ဆိုဝှစ်ပေးလိုက်တယ်အဲ့လောက်ဒီခွင့်ပြုတာအမျိုးຫນွယ်ကိုဘာကြောင့်အမျိုးຫນွယ်နဲ့ဟာဒီလိုဆိုရင်မြတ်စွာဘုရားကဖတ်လိုက်တာလားတက္ကရာဒိဋ္ဌိရှိတာမဟုတ်ဘူးခင်ဗျားတို့လူတွေမှားနေတဲ့အမှားကအမျိုးတော်တယ်ဆိုတာသွေးသားတော်ဆက်တာအဖေးတုံးနဲ့အမေးသွေးနဲ့ပေါင်းဆက်ပြီးကျုပ်တို့လူဖြစ်တာအဲ့ဒီသွေးသားတော်ဆက်မှုကပြောင်းလဲလို့မရဘူး အဲ့ဒီသွေးသားတော်ဆက်မှုကိုလက်ခံရတယ်အဲ့ဒီအရာတွေကတခုချင်းစီငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးငါအတ္တလည်းမဟုတ်ဘူးဆိုတဲ့ဒိဋ္ဌိနဲ့တက္ကရာဒိဋ္ဌိကိုအရင်ဆုံးစဖြုတ်တာငါဥစ္စာဆိုတာခဏဖယ်ထားလိုက်အရင်ဆုံးစဖြုတ်တယ်ကငါမဟုတ်ဘူးဆိုတဲ့အယူအယူကအဲ့တော့ဒီဒီဒီအရာတွေကငါမဟုတ်ဘူးလို့ယူလိုက်တာ ਨੇ ပဲငါဆိုတာမရှိဘူးလို့ပြောတာမဟုတ်ဘူးအဲ့ဒီသွေးသားတော်ဆက်မှုကဒီဖြစ်စဉ်တစ်ခုလုံးကရှိနေတယ်ဆိုတော့ လက်ခံရတဲ့ပုဂ္ဂိုလ်ရှိတဲ့တတ္တဝါရှိအဖေတုံးနဲ့အမေတွေ့ပြီးပေါင်းဆက်လာတဲ့ဟောဒီနေရာမှာစပြီးပရိသတ်တွေစိတ်စတီတီကတီနေစေဖြစ်လျက်တီစေဖြစ်တဲ့ဝိညာဉ်သည် တီစေဖြစ်လျက်တီဤလို့ပြောထားတာခင်ဗျားတို့ဝိညာဉ်မရှိရင်အတတ်မရှိဘူးအစုတ်လုံလုံနေတယ်ဆိုတာကာယသင်္ခါရလို့ခေါ်တယ်အစုတ်ကအတတ်ရှိတဲ့အလုံလုံနေအာကာယသင်္ခါရလို့ခေါ်တယ်သဒ္ဒုဒ္ဒဆန်ရောက်သွားလို့ရှိရင်အဲ့ကာရသင်္ခါရချုပ်သွားတယ် ကာယသင်္ခါရမရှိတော့ဝိညာဉ်ကဘယ်မှာတည်တာလဲဆိုတော့ရုပ်မှာတည်တယ်ဝေဒနာမှာတည်တယ်တင်ညာမှာတည်တယ်သင်္ခါရမှာတည်တယ်အဲ့ဒီကာယသင်္ခါရလုံနေဖို့အတွက်တကူအဲ့ဒီဝိညာဉ်မရှိဘဲနဲ့အဲ့ကာယသင်္ခါရအလုံးမလုံးဘူးသဒ္ဒဒဇံမှာအဲ့ဒီသင်္ခါရဝိညာဉ်ကိုချောက်ချုပ်ထားလိုက်တယ်အဲ့တော့သင်္ခါရဝိညာဉ်ဆိုတာလဲသူ့ဟာနဲ့သူတကူလုံးပြတ်နှက်နေတဲ့အရာတဏှာထဲမှာအကောင်လေးတကောင်တတ္တဝါလေးတကောင်မဟုတ်ဘူးသဘောတရားအရာဒီတဲ့သဘောတဘာဝကြီးပြတ်နေတဲ့အရာလို့ နားလေဖို့လိုအပ်တယ်။အဲ့တော့အဖေတော်တယ်အမေတော်တယ်ညီကိုမောင်နှမတော်တယ်ဆိုတာသွေးသားတော်ဆက်မှုကိုတော်တာ။အဲ့ဒါကတက်ကရာဒိဋ္ဌိမဖြစ်ဘူး။အဖေလည်းရှိတယ်အမေလည်းရှိတယ်အကိုလည်းရှိတယ်ညီလည်းရှိတယ်မောင်လည်းရှိတယ်။ဘာလဲအဲ့ဒါသွေးသားတော်ဆက်မှုခေါ်တယ်။ဗမာမျိုးနွယ်ဆိုလို့ရဲစွာဘုရားကသုတ်တန်တစ်ခုထဲမှာဆိုဘယ်လောက်ထိခေါ်ထားလဲမေးလို့ရှိရင်ရုပ်ကပြည့်စည်တတ်တယ်ဆွေးမြင့်တတ်တယ် အမျိုးနွယ်မပျက်စီးတတ်ဘူးမဆွေးမြေ့တတ်ဘူးဆွေးမြေ့တတ်တဲ့သဘောတရားတွေမှာအမျိုးနွယ်မပါဘူးရုပ်ကတော့ဆွေးမြေ့ပျက်စီးတတ်တယ်အဲ့တော့တရားကပိုင်းခြားသိရတဲ့တရားပယ်အပ်တဲ့တရားဆိုတာခမားတို့ကလူတွေနဲ့ဆက်ဆံမယ်နိုင်ငံရေးစနစ်တွေကိုကျင့်သုံးမယ်ဆိုရင်ပိုင်းခြားသိရတဲ့အရာကိုပိုင်းခြားကိုသိရတယ်ဒါကပယ်ရမယ်ဆိုရင်ပယ်ကိုပယ်ပလိုက်ရတယ် ငါတို့တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကတဘာသူတွေနဲ့မဆက်ဆံဘူးငါတို့လူမျိုးနဲ့ပဲဆက်ဆံတယ်ဆိုရဲအတွေးကောခင်ဗျားတို့ခေါင်းထဲကိုရောက်အောင်ထည့်ရမှာအဲ့ဒါဘာလို့လဲပယ်အပ်တဲ့တရားကိုပယ်ပလိုက်တာပိုင်းခြားသီးသီးနဲ့အရာကိုပိုင်းခြားသီးတာလောကုတ္တရာတရားမှာလည်းပိုင်းခြားသီးသီးနဲ့အရာကိုပိုင်းခြားသီးပယ်တဲ့အရာကိုပယ်ပြရတယ်ကိလေသာနဲ့ဆက်ဆံနေတဲ့အဘိသင်္ခါရဝိညာဉ်ဆိုတဲ့နောက်တစ်ဖန်ဘဝအတိတ်ကိုအကျိုးပေးနိုင်တဲ့ဝိညာဉ်နဲ့အားလုံးဖြတ်စည်းပြလိုက်ရတယ် မျက်စိနဲ့တိုက်လို့မြင်တဲ့မျက်စိဝิญဉ်တွေကဖြတ်စည်းလို့မရဘူးမျက်စိရှိနေတာ哦အဲ့ဒီဝิญဉ်တွေချုပ်ချင်လို့ရှင်ဇန်တမာဘက်ဝင်စားတာဒါပဲရှိတယ်မျက်စိရှိနေတဲ့အတွက်မျက်စိမှာလည်းပတာရယုတ်ကလည်းရှိနေတယ်မြင်စိတ်ကဖြစ်ဖို့ဖြစ်မှာအဲ့ဒါကိုပယ်ပြစ်လို့မရဘူးအဲ့ဒီပုံမှာဖြစ်လာတဲ့ကိလေသာကိုပယ်ရတယ်ဆိုတော့အဲ့ဒီလိုပဲပိုင်းခြားသိနိုင်တဲ့တရားဆိုတာလေဒီလိုပဲလောကကြီးထဲမှာခမရတို့ဒီပုရုဇဉ်တွေဖြစ်တဲ့အတွက်ငါလည်းရှိတယ်ငါဥစ္စာလည်းရှိတယ် ငါမိသားစုလည်းရှိတယ်ငါသားသမီးလည်းရှိတယ်ငါမယားလည်းရှိတယ်ငါအတိုင်းပြည်လည်းရှိတယ်အဲ့ဒါကိုနားလဲရမယ်အဲ့ဒါတွေကိုသူတော်ကောင်းအောင်ဆောင်ပြီးအမလီအလူပေးမြဝေတဲ့အာနာဒီလည်းခွဲဝေနောက်ဆုံးတဲ့ကြောင့်တိုင်းပြည်လည်းကြောက်လူမျိုးလည်းကြောက်လည်းကြောက်ခွေးခွဲစားတရောင်းစားဘဝလည်းရောက်တော့မှအဲ့တော့မှငါတို့ကတော်လိုက်တော်လိုက်နဲ့လုံးလို့မရအောင်နော်ဖုံးကဆက်ပြီနော်ဟောလာလာပြီနောက်မှပဲပြောကြတာ